ဟယ်လိုမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဂျောမက်ထရီရေဒီယိုပက်တန်လေးတခုပြုလုပ်ပြပေးသွားမှာဖြစ်ပါတယ် တော့ဆက်လိုက်ရအောင်ပထမအဆုံးနေနေကစဝိုင်းလေးမဝိုင်းဆက်ဆက်လေးရအောင် control လေးဖိပြီးတော့ဆွဲလိုက်မယ်ပြီးသွားရင်တော့ကိုတို့ကနောက်တက်စဝိုင်းတစ်ခုထပ်ဝိုင်းလိုက်မယ်ပြီးသွားရင်တော့ကိုတို့ကနောက်တက်စဝိုင်းတစ်ခုထပ်ဝိုင်းလိုက်မယ် ုလိုချင်တဲ့ဂျော်မတ်ရက်စတာလေးရဖို့အတွက် smart fee လေးနဲ့ left နေတဲ့နေရာလေးကိုနှိပ်ထုတ်လိုက်မယ်။ Okay အားလေးရသားပြီဆိုလို့ရှိရင်တော့သွားလေးတစ်ခုထောက်ဝင်လိုက်မယ်။ချက်ကြီးကြီးလေးပေါ့။ control လေးပြပြဝင်မယ်။ center တဲ့အောင်ချိန်မယ်။ ချင်းကပို့ပြီးလွယ်သွားချင်း ruler လေးတုံးမယ်မနော်ပြီးရင်တော့သူ slam map နောက်တစ်ပတ် click ထပ်နေလိုက်မယ်ဆိုရင် rotate arrow လေးတွေပေါ်လာတဲ့ခါကျရင် center ဘဟုလေးကိုကြိုဒီမှာလာပြီးတော့ခြားလိုက်ပါနော်ပြီးတော့ကတော့ rotate လေးကိုသုံးပြီးတော့ copy ပွားလိုက်မယ် ပြီးရင်တော့ control d တွေကိုစတိုင်နှိပ်သွားလိုက်မယ်ပေါ့နော်ကိုယ်ပွားတဲ့အခါမှာနည်းနည်းလေးတက်ပြီးတော့ပွားပေးမယ်နော်ဘာတွေပဲစတဲ့ခါကျရင်ညီသွားအောင်နော် ့စိုးစလာလေးကိုတော့ကလောင်းပါတော့နော်အဲ့ဒီခြေလေးโอเคနော်အဲ့ဆိုတော့စဝိုင်းလေးအမလို့တော့ဖြစ်တဲ့အတွက်စဝိုင်းလေးဖြတ်လိုက်မယ်ပေါ့နော်သူ့ကိုတော့ကူချက်တဲ့ရောင်းလေးတရားတော့ထည့်လိုက်မယ်အရောင်းလေးရပြီဆိုလို့ရှိရင် group ဖွဲ့လဲရတယ် group မဖွဲ့ခြင်းလဲ မချာ rotate လဲလိုက်မယ်ပေါ့နော်လဲရင်းနဲ့မှာကတော့ rotate လဲရင်းနဲ့မှာအရှိတ်ကိုဖိပြီးဆွဲချုံလိုက်မယ်ပေါ့နော်စိတ်ကြိုက်လေးချိန်မယ်ဟဲ့ဗနာပြီးတော့ control d d d ပြီးတော့ဆက်နေတော့ရပါပြီ okay ဒါတော့ကို geometric pattern လေးတစ်ခုပြုလုပ်ပြပေးခဲ့တာဖြစ်ပါတယ် ဘောလုံးတောင်းလို့အဝါရောင်တော့ခံလေချက်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးလှမတဲ့ variable ပတ်တန်လေးတွေ variable ပတ်တန်လေးတွေကိုဖန်တီးတဲ့ခါမှာတပည့်ကလစ်ထဲရ rotate ကိုသုံးပြီးတော့အသုံးပြုလို့ရပါတယ်အခုလိုမျိုးအကျိုးရှိတဲ့ video လေးတွေကိုကြည့်ချင်တဲ့ဆိုရင်တော့ခုလို follow လုပ်ထားခဲ့ကြဖို့ချမ်းမြေ့ရှင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်